ိုင်းစုခိုင်တဲ့ကိုလိုက်ပြိုင်ကောင်ဝိုင်းစုဝတ်တဲ့စကတ်တီဖက်ရှင်တွေကိုလိုက်ဝတ်နေတဲ့ဆိုပြတဲ့စိန်ဟင်းဝီယံကိုပိုင်ဆိုင်ထားပြီးဆိုပြီးမယ်တချိန်ကဟင်းဝီယံချစ်သူအောင်ဝိုင်းစုခိုင်တဲ့ဝတ်တယ်လို့လိုက်ဝတ်နေတာကဆိုပြတဲ့စိန်မှာမကြသေးခင်ကမှအစရောဝိုင်းစုခိုင်တဲ့ကရှိုးပွဲတကူမှာငွေရောင်တလက်လက်တောက်နေတဲ့စကတ်တူလေးတစ်ထည်နဲ့တချင်းစုဖျော်ပြခဲ့ပါတယ်အဲဒီဝတ်စုံလေးကပရိသတ်တွေကြားမှာရန်ကုန်ပေါ်ပူလာဖြစ်သွားပြီးဝိုင်းစုနဲ့လိုက်ဖက်တဲ့အရန်လာတဲ့ fashionable ဖြစ်တယ်ဆိုပြီးချီချူးတန်တွေဝေခဲ့ပါတယ်။ ီကိစ္စကအဲ့ဒီမှာတည်းပြီးမသွားခဲ့ပါဘူးအဲ့ဒီနောက်ရပိုင်းအတွင်းမှာပဲဆိုဗီယက်တစ်စင်ကလည်းရှိုးပွဲတစ်ခုမှာသူ့ရဲ့ခင်မွန်ဟဲဝီယန်နဲ့အတူဇုံတွဲတချင်းတည်ဆူခဲ့ပါတယ်အဲ့ဒီမှာပြည်သက်တရင်မျက်စိကဆိုဗီယက်တစ်စင်ဝစ်ဆင်လာတဲ့စကန်စီကိုချက်ချင်းရောက်သွားတော့တာပါပဲဘာကြောင့်လဲဆိုတော့အဲ့ဒီစကန်ဟာဝိုင်းစုကင်တင်ဝစ်ခဲ့တဲ့ငွေရောင်စကန်ရဲ့ပုံစံဒီဇိုင်းအယောင်ပါမခွဲခြားလို့မရှာလောက်ကို တထက်သေးကြနေခဲ့လို့ပါပဲ ဒါဟာပုံမှန်ခက်ဆားလို့ဒီဇိုင်နာတွေတူသွားတာမျိုးမဟုတ်ပဲဖွဲတစ်ဖွဲရဲ့အဓိကဝတ်စုံတစ်ခုဖြစ်လာပြီးဒီလိုထပ်တူကျသွားတာက ပရိသတ်တွေအတွက်တော့အကြီးကျယ်နှံ့ရှင်စရာပြောစရာဖြစ်သွားတော့တာပါ ပရိသတ်တွေကဒီကိစ္စကိုဘာလို့တလောက်အကြီးကျယ်ပြောနေကြရတာလဲဆိုတော့သူ့မှာတင့်ရဆိုဝင်နေရှိနေလို့ပါ ပရိသတ်တွေတည်တဲ့အတိုင်းပါပဲစိုးပြေတဲ့စင်အောင်ဖက်ရှင်ပိုင်းတွေပတ်သက်လာရင်အရင်ကတည်းကဝေဖန်ခံနေရတာကြားပါပြီ မဝစ်တံမစားရဘူးဖက်ရှင်ရန်ကွန်းနေဘလောက်စည်းကြီးတော်ဝဝင်မလာဘူးဆိုပြီးအမြဲတမ်းပြောခံခဲ့ရသူပါအခုလိုဖက်ရှင်ပိုင်းမှာအမြဲအားနည်းနေတယ်လို့ပြောခံရတဲ့သူကတခြားလူလည်းမဟုတ်ကိုကင်မုံရဲ့ချစ်သူအောင်ဖြစ်တဲ့ဖက်ရှင်ပိုင်းမှာချီချူးခံရလိရှိတဲ့ဝိုင်းစုကန်တဲ့ဝစ်ခင်တဲ့ဝစ်ဆောင်ကူမှထတ်တူလာဝေးလိုက်တဲ့အခါမှာပရိသတ်တွေကတာကိုတိုက်ဆိုင်မှုလို့မမြင်တော့ပါဘူးတမင်တကာလိုက်ပြိုင်တော့တမင်တကာလိုက်တူတာဆိုပြီးပြင်းပြင်းထန်ထန်ဝေဖန်တော့တာပါပဲ ဆိုရှယ်မီဒီယာမှာဆိုရင်ကို့စတိုင်မရှိဘူးလားဖက်ရှင်ကြခြင်းရင်တော့တခြားလူဝတ်တာလိုက်ဝတ်ပါလားဘာလို့ဝိုင်းစုဝတ်တာမှာလိုက်တုနေတာလဲဆိုပြီးဝိုင်းပြောနေကြပါတယ်တချို့ပြိသက်တည်ရင်သုံးသက်ချက်ကပိုပြီးပြင်းထန်ပါတယ်သူတို့ကဒါကိုစိုးပြည့်တစင်ရဲ့စိတ်ပိုင်းမလုံခြုံမှုကနေလာတဲ့လောက်ရလို့တော့သုံးသက်နေကြပါတယ်သူတို့ရဲ့အမြင်ကတော့စိုးပြည့်တစင်ဟာဟိဝိယံကိုပိုင်ဆိုင်လိုက်ရပြီမေပြိသက်တည်ရဲ့ချင်းပြိသက်တည်ရဲ့ထောက်ခံမှုကဝိုင်းစုခိုင်တဲ့ဘက်မှာပုံများနေရကိုမကျေနပ်နေဘူးလားပေါ့ ပြည်သက်တွေကဝိုင်းစုကိုပုံလာတယ်ပို့တော်တယ်ပို့တနာတယ်လို့ချီးကျူးနေကြတာကိုမခံမရနိုင်ဖြစ်ပြီးငါလဲသူ့လိုဝင်နိုင်နေသူ့လိုလှနိုင်နေဆိုတာကိုတတ်တည်ပြချင်းစိမ့်နေတမင်တကာလိုက်ပြိုင်နေတာဖြစ်နိုင်တယ်လို့သုံးသပ်နေကြတာပါတကယ်လို့သာဒါတမင်လိုက်လုပ်တယ်ဆိုရင်တော့စုပြည့်တစင်အတွက်တတော်လေးအရှုံးကြီးတဲ့ကိစ္စပါပါလို့လဲဆိုတော့ဒီလိုလိုက်တုလိုက်တာ ਨੇ သူကဝိုင်းစုကိုလိုက်တုနေတာပါလားဆိုရင်အမြင်ကိုပို့ပြီးခိုင်မာသွားစီလိုပါပဲပြိတ္တကြီးရောဒီကိစ္စကိုဘယ်လိုမြင်ပါသလဲရှင် ။ဆိုပြတဲ့စင်တရားဖက်ရှင်တကယ်ကွမ်းလို့လို့ဘာဝင်ရမှန်းမသိတာနဲ့ခက်စားနေတဲ့ဝိုင်းစုဝစ်စုံကိုလိုက်ဝက်လိုက်မိတာလား။တိုက်ဆိုင်တာလား။ဒါမှမဟုတ်ဒါတိုက်ဆိုင်မှုမဟုတ်ပဲသူခင်မုံရဲ့ချစ်သူအောင်ပေါ်မတိစိတ်ကမလုံးကြုံမှုနဲ့ငားလဲမခေဘူးဆိုတော့ကိုပြကျင်နေပြိုင်ဆိုင်မှုတခုလား။ comment မှာကိုယ့်ရဲ့အမြင်လေးတွေကိုဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်ရှင်။